အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ကို comment တွေမှာရောအာ Facebook page messenger တွေမှာရောအမေးအများဆုံးဖြစ်တာကကျွန်တော်တို့ဒီ Facebook က content monetization tool ပွင့်ပေးတာ ਨੇ ပတ်သက်ပြီးတော့နော်မရမရချတဲ့သူတွေလည်းရှိတယ်ကျွန်တော်တို့ရသွားပြီးတော့ကျွန်တော်မအောင်တဲ့သူတွေလည်းရှိတယ်နော်တချို့ကြတော့လည်း page ကောင်းတယ်နော် page follower ရဲ့ကောင်းတယ် space engagement view အကုန်ကောင်းတယ် content monetization set up မရကြဘူးเนาะအဲ့ဒီပေါ်ပတ်သက်ပြီးတော့ကျွန်တော်လာပြောကြတာကစာပေအပ်လို့ရလားလို့เนาะပြီးလို့ဆိုလို့ရှိရင်ဒီဟာကိုပွင့်အောင်လုပ်ပေးပါလို့เนาะ content monetization tool ပွင့်အောင်လုပ်ပေးပါလို့ဝင်ငွေရအောင်လုပ်ပေးပါလို့နောက်ပြီးလို့ဆိုလို့ရှိရင်အာကျွန်တော်တို့ကျွန်မတို့ရဲ့ page ဒီဟာလာဘာကြောင့်မပွင့်သေးတာလဲဆိုတာကိုစစ်ပေးပါလို့အကောက်ကိုစစ်ပေးပါလို့ page ကိုယူပြီးစစ်ပေးပါလို့ နော် command တွေမှာရော messenger တွေမှာရောကျွန်တော်အများဆုံးတွေ့ရတယ်အဲ့ဒီပြဿနာကအဲ့တော့ content modernization ပွင့်အောင်ပဲဖြစ်ဖြစ် ကျော်တို့ v bonus နော်စတဲ့ modernization tool တွေကိုပွင့်အောင်ပဲဖြစ်ဖြစ်ကျော်စားပြီလဲအဲ့လိုမရဘူးလုတ်ပြီးလို့လည်းမရဘူးကိုယ်တိုင်ပဲစူးစမ်းပြီးတော့လုပ်ယူရမှာအဲ့တော့စူးစမ်းပြီးတော့လုပ်ရမယ်ဆိုတဲ့နေရာမှာလဲကျော်တို့ ဗီဒီယိုတွေတင်နေရုံနဲ့နော် view တွေ rate တွေ engagement တွေကောင်းနေရုံနဲ့ကျော်လို့ဒီ monetization ကပွင့်လာမှာမဟုတ်ဘူးကိုတင်တဲ့ content ကိုတင်တဲ့ဗီဒီယိုဒီကိုရဲ့ mobile ဗီဒီယိုလည်းဖြစ်အောင်မယ်နော်သူများဗီဒီယိုတွေ you တင်ပြီးတော့မှကျော်တို့က rate တွေ engagement တွေ view တွေကောင်းတယ်ဒီ monetization content monetization to set up မပေါ်လို့ဆိုပြီးတော့ပြောလို့လည်းမရဘူးနော်အဲ့တော့ကိုယ်တိုင်လောက်ယူနေတဲ့အခါမှာလဲကိုယ်ပိုင်ဗီဒီယိုလောက်ယူဖို့တော့လိုတယ် เนาะနောက်တစ်ခုကကြတော့အပေးကိုစစ်တာပေါ့နော်ပေးကိုစစ်ပေးပါအောက်ကိုစစ်ပေးပါဘာလိုအပ်နေလဲเนาะဘာကြောင့်မရသေးတာလဲဒါမျိုးတွေမေးတာเนาะအဲ့တော့ပေးကိုလည်းကျွန်တော်ထွေထုဘာမှစစ်စရာမရှိဘူးကိုပေးကိုကိုသားလေးရင်စစ်ယူလို့ရတယ်เนาะအဲ့တော့အဓိကပထမအဦးဆုံးစစ်ယူပါမှာကျွန်တော်ပါလဲဆိုလို့ရှိရင်ကိုရဲ့ page မှာကိုရဲ့ facebook profile page မှာကိုတင်နေတဲ့ post တွေကိုတင်နေတဲ့ video တွေเนาะကိုတင်လိုက်တဲ့ content တွေကကိုရဲ့ mobile ဟုတ်ရဲ့လာ ။အဲဒါကိုယူဆိုကြလို့ကိုကိုအရင်စရမှာ။ကိုကိုတိုင်းဖန်တီးထားတဲ့ဗီဒီယိုရောဟုတ်ရဲ့လား။ကိုသူများစီကတွဲယူပြီးတော့ဒေါင်းတင်လာတဲ့ဗီဒီယိုလား။နော်။အဲ့တော့ကိုပိုင်းဆိုတော့ကိုသူများစီကနေတွဲထောင်းလိုက်တယ်။ဒေါင်းပြီးတော့လိုဂိုလေးပါလေးဖျောက်တယ်။အနှဲငယ်လောက်ဖျောက်ပြီးတော့ပြက်တင်တာကိုလည်းဒါကိုပိုင်းလို့ပြောလို့မရဘူး။ဒါက modernization ပြွေးမှုဆိုတာအလားအလာကတော်တော်ဦးနေပါတယ်။ဒါမျိုးကိုလည်းကိုပိုင်မီဒီယိုလို့ပြောလို့မရဘူး။ကိုပိုင်ဖန်တီးတာလည်းလို့ကျွန်တော်တတ်မှတ်လို့မရဘူး။ เนาะကိုယ်ပိုင်ဖန်တီးထားတဲ့ဗီဒီယိုရောဖြစ်ရလားဆိုတော့ကျွန်တော်တစ်ချက်အရင်ဆုံးစစ်ဆေးရမယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကိုယ့်ရဲ့ page recommendation ကျွန်တော်တို့ page ဆဲသွားမယ်အာ page ဆဲသွားပြီးကိုယ့်ရဲ့ profile ထဲကိုဝင်လိုက်မယ်เนาะအကောက်ပဲဖြစ်ဖြစ် profile page ပဲဖြစ်ဖြစ် page ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ profile page ထဲကိုဝင်လိုက်မယ် profile ထဲဝင်မယ်ဝင်ပြီးအောင်ဆိုရင်ကျွန်တော်ညာဘက်မှာရှိတဲ့အဆက်30ကိုနှိပ်လိုက်မယ်နေပြီးအောင်စဉ်ပိတ်စတဲ့တွေဝင်တဲ့ခါမှာကျွန်တော်တို့ recommendation ဆိုတာတွေ့ရမယ်။အဲ့တော့ recommendation မှာအကျွန်တော်တို့က အတိတ်ဖြစ်နေရလားနော်ဒါမှမဟုတ်ကျွန်တော် limit ထိနေတာလားဒါကိုတစ်ချက်ဆေးရမယ်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ modernization ဆိုတာရှိတယ်အဲ့ဒီစတေတာတွေမှာပဲ modernization ရော update ဖြစ်ရလားဒါမှမဟုတ်လို့ရှိရင် modernization ကအာကျွန်တော်တို့ restrict ဖြစ်နေတာလားဒါမှမဟုတ် limit ထိနေတာဆိုတာကိုကျွန်တော်တို့တစ်ချက်ဆေးရမယ်စစ်စရာဒါပဲရှိတယ်အကိုတင်တဲ့ video က mobile မဟုတ်ဘူးဆိုလို့ရှိရင် pay recommendation စိတ်နေတယ် active ဖြစ်နေတယ် modernization active ဖြစ်တယ်ဒါဒါပေမဲ့ ကျောတို့ modernization ဒီ quantum modernization to set up မရဘူးဆိုလို့ဆိုရင်ဒါကိုတင်တဲ့ဗီဒီယိုကဗီဒီယိုကြောက်ပေါ့အဲ့တော့ partner modernization policy နဲ့ညှိနေရင်ကျောတို့ကဒီ community sorry အာ partner modernization policy နဲ့ညှိနေရင်ကျောတို့ကဒီ quantum modernization set up ကရမှာမဟုတ်ဘူးနော်ကျောတို့အဲ့ဒါပဲဆက်ရမှာအဲ့တော့ကျွန်တော်တို့ကိုပေကိုပစ်စစ်ခိုင်းရင်လည်းဘာမှဆစ်စရာမရှိဘူးလေဒီဟာပဲဆစ်ရမှာနော်အဲ့တော့ကိုယ့်ရဲ့ပေကိုကိုယ်တိုင်ဆစ်လို့ရတယ်ကိုတင်တဲ့ဗီဒီယိုကိုဟာလား ပြီးလို့ရှိရင် pivot combination update ဖြစ်ရလားပြီးလို့ရှိရင် modernization update ဖြစ်ရလားဒီ၃ချက်ပဲစစ်ယူပါမှာနောက်ပြီးလို့ဆိုလို့ရှိရင် coupon video တော့ဖန်တီးတယ်နော် coupon video တွေဖန်တီးကြတယ်သို့ပေမဲ့ modernization မရဘူးဆိုတဲ့သူတွေကတော့ကိုဖန်တီးကြတဲ့ကိုပိုင်ကိုကိုကိုယ်ဖန်တီးကြတဲ့ content တွေကိုကိုယ်လည်းဖန်တီးကြတဲ့ video တွေက content modernization policy ထဲကိုက်ညီရလား modernization ပေးမယ်ဆိုတဲ့ content မျိုးနဲ့ကိုက်ညီရလားဆိုတော့ကျွန်တော်ဒါကိုလည်းပြန်စစ်ဆေးရမယ်အဲ့တော့ content modernization policy ကိုလည်းကျွန်တော်တို့တည်ထားဖို့လိုတယ် အဲ့တော့ဒီရက်ထဲမှာ Facebook က content monetization startup ပေးတယ်။အာတော်တော်များရကြတဲ့အထက်မှာအာကိုယ်ပိုင်ဗီဒီယိုဖန်တီးထားတဲ့သူတွေရကြတယ်။နော်တချို့ကတော့ပြောတယ်ပေါ့နော်။ကျွန်တော် reaction လောက်တဲ့သူတွေလည်းရနိုင်တယ်။နော်ပြီးလို့ရှိရင်ကိုယ်ပိုင်ဗီဒီယိုတွေမဟုတ်သူများဗီဒီယိုတွေတင်ပြီးတော့လည်း content monetization စအိပ်ပွင့်သွားတယ်။နော်အများကြီးမြင်နေရတယ်ဒါမျိုးတွေ။ဒါပေမဲ့100%ကိုယ်ပိုင်ဗီဒီယိုတင်လို့ရတယ်မဟုတ်ဘူးလို့ပြောလို့တော့ရတယ် နော်တရားပါစံတော့ကိုပိုင်မပြူတင်မမို့ကိုပိုင်မပြူမတင်တဲ့သူတွေ reaction လုပ်တဲ့သူတွေတချို့ page တွေပါလာလာကိုတွေ့ရတယ်။ဒါပေမဲ့အဲ့လို page တွေကအောင်ရလာပေါ့။နော်ရှောက်တဲ့အခါမှာအပြည့်ဝအောင်သွားရလာဆိုတော့လေကျွန်တော်ဒီတစ်ချက်လည်းအာထည့်ပြီးတော့စဉ်းစားရမှာပေါ့။အဲ့တော့အကောင်းဆုံးကတော့ကိုပိုင်မပြူဖန်တီးတာတော့အကောင်းဆုံးပဲကိုပိုင်မပြူဖန်တီးမယ်ကိုတိုင်အာကိုပိုင် content တွေနော်ကွက်ကိုဖန်တီးမယ်ဒါဆိုလို့ရှိရင်တော့ဒီ content monetization set up ကသူများရရင်ကိုကရမှာပဲမရစရာအကြောင်းမရှိဘူး။ ောက်တစ်ခုကဘာလဲဆိုတော့ကိုပိုင်ဗီဒီယိုတော့ဖန်တီးတယ်ကိုပိုင်ဘလော့လေးရိုက်ထားတယ်ဒါပေမဲ့မရဘူးကိုပိုင်ကြိုးစားတော့ညာလဲမရဘူးဘာကြောင့်မရတာလဲဆိုရင်တော့အဖြစ်ကရှာလို့ရတယ်ကိုရိုက်ထားတဲ့ဘလော့တွေမှာကို update လုပ်တဲ့အခါမှာကက်ကက်ကကျွန်တော်တီးလုံးနေယူသုံးထားလားကက်ကက်က sound effect တွေကျွန်တော်ယူသုံးထားလားဒါလေးကိုလည်းကျွန်တော်ပြန်စစ်ရမယ်နော်ကိုရဲ့ page က offline ဖြစ်ရသားနဲ့မှနော် page ရဲ့ policy တွေနဲ့အကန့်ကြီးရသားရင်းနဲ့မှကျွန်တော်က modernization မရဘူးဆိုတာတော့ ဒါတော်တော်လေးကိုမှဟိုရှားပါတာပေါ့နော်ကိုကိုတိုင်မှန်ကန်အောင်လုပ်ထားတယ်ဆိုရင်တော့မရစရာအကြောင်းမရှိဘူးအဲမော်ဒန်စင်းဆက်အပ်ပိတ်ထားရင်တော့မရဘူးပေါ့သူများဆက်အပ်ရတဲ့အချိန်မှာကိုလည်းရဖို့ရရမယ်ကိုဘက်ကတေချာစင်းရချာနဲ့လုပ်ထားတယ်ဆိုလို့စီအဲ့တော့ကျတော့ဒီမှာပြောချင်တာကအာမော်ဒန်ဇေးရှင်းဆက်အပ်ရအောင်ကိုတက်မော်ဒန်ဇေးဆက်အပ်ရအောင်ကျတော့စပြလဲအဲ့လိုမရဘူးနော်ပေ့ကိုဘယ်သူမှလဲစစ်ပေးလို့မရဘူးကိုကိုတိုင်ပဲစေရမှာကျွန်တော်တော့ခုနကအရှိကပြောခဲ့တဲ့အချက်၃ချက်ကိုလာစစ်နော် ကိုယ့်ဘက်ကမှန်တယ်ဆိုလို့ရှိရင် model ရင်းဆက်ပေးတဲ့အခါမှာဒီတစ်ဘက်မပိုင်ရင်နောက်တစ်ဘက်ပါဖို့ပါရမယ်။အဲ့တော့ကျွန်တော်ဒီမှာအကြံပြင်းပြောပြတာပေါ့နော်။အကိုကိုတိုင်းကကနနာသိချင်တယ်ဆိုရင်တော့ policy တွေဖြစ်ဖို့ရဲ့ policy တွေဖတ်ဖို့တော့လိုတာပေါ့။အဓိကကျွန်တော်တို့ partner modernization policy တဲ့ content modernization policy ကိုသိမှသာရင်ကျွန်တော်ဒီ modernization ကကိုကသူများရတဲ့အခါမှာကိုလည်းရမှာပေါ့။ဒါမျိုးတွေကျွန်တော်တို့နားလည်ဖို့လည်းလိုတာပေါ့။အဲ့တော့ကျွန်တော်တို့က ဒီကိုယ့်ရဲ့ page က monetization ဘာကြောင့်မရလဲစစ်ချင်တယ်ဆိုရင်တော့ခုနကကျွန်တော်ရှေ့ပြောခဲ့တဲ့အချက်တွေအတိုင်းကိုအခုကကိုစစ်ကြည့်လိုက်လို့ရတယ်။ဟုတ်ကဲ့ကျွန်တော်ဒီလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။